အာ relationship ကတိတ်တော့မကြပါဘူးအဲ့လိုမျိုး6လ9လလောက်ပဲရှိမှတင်တယ် friend or relationship မှာမဟုတ်ဘူးเนาะ friendship တခုပဲဖြစ်ဖြစ်အာတငယ်ချင်းမိတ်ဆွေပေါင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးညီမအမေအဲ့လို brain level ကြီးရေဟော intelligence level 2မှာအာဒါ IQ EQ 2မှာပေါင်းလို့ရရဲဆိုရဲဟာလေးတွေရှိရေပေါ့เนาะအဲ့တော့နှစ်ယောက်နှစ်ယောက်လုံးကအဲ့လိုတခုခုဆိုလို့ရှိရင်အဲ့လိုဟိုဟို intelligence level 2လဲလို့ပြောလို့ရပါဘူးเนาะဟုတ် ထဆုံးစပြီးတော့အဲလက်တွဲမယ်ဆိုပြီးဆုံးဖြတ်ဖြစ်တာတော့ဒီစိတ်လုံးကြုံမှုရလို့ပေါ့နော်အဲကိုပါပဲပြင်နေပြင်နေလို့နောက်မှသူရှိရယ်ဆိုရဲမခံစားချက်ကိုရရပေါ့နော်ပြီးတော့အဲ့လိုအဲကိုကကျတော့အဲ့လိုတော်တော်အဲ့လိုလူတွေကိုအားကိုးရမှာပါတယ်ဖြစ်တယ်တည်းမှာပါတယ်ပေါ့နော်အဲ့တော့လူတယောက်ကိုအော်အားကိုးလို့ရပါလားဆိုရဲဟာအဲ့လိုစပြီးတော့အဲ့လိုသိရပါပေါ့နော်အမ်ပြီးွားရင်အဲ့လိုဟို နားလေကိုနားလေပြီးရောပေါ့နော်ကိုရဲ့ဒီအဘယ်လိုခေါ်မလဲရှိမြအရာကြီးအားလုံးထက်ကိုအဲ့လိုမျိုး तू ကကိုကသူ့တ first priority ဖြစ်တယ်ပေါ့နော်အဲ့အားလေးအကြောင်းမို့လို့အဟိုလက်တွဲဖို့ဆုံးဖြတ်ဖြစ်တာဟုတ်အ relationship ကတိတ်တော့မကြပါဘူးအဲ့လိုမျိုး6လ9လလောက်ပဲရှိမှတင်တယ်ဟိုဟာပြီးတော့ဒီ ဟို friend or relationship မမဟုတ်ဘူးเนาะ friendship တခုပဲဖြစ်ဖြစ်အတငယ်ချင်းမိတ်ဆွေပေါင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးညီမအမြဲအဲ့လို brain level ကြီးရဲ့ဟုတ်เนาะ intelligence level 2မှာအဲ့ဒါ IQ EQ 2မှာအပေါင်းလို့ရရဲ့ဆိုတဲ့ဟာလေးတွေရှိရဲ့ဗောနော်အဲ့တော့နှစ်ယောက်နှစ်ယောက်လုံးကအဲ့လိုတခုခုဆိုလို့ရှိရင်အဲ့လိုဟိုဟို intelligence level 2အဲ့လိုပြောလို့ရအောင်ဗောနော်ဟုတ်သူကသူ့ဆရာကြီးအမြဲကြားတာတော့ပြောကြိုက်တာလုံးပဲကြားတာဟုတ် ပဲဟိုလိုတခုဆိုလိုဝယ်ချင်တာပဲဖြစ်ဖြစ်သွားချင်တာပဲဖြစ်ဖြစ်အဲဆုံးဖြတ်ချက်တခုခုချတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုပျော်တဲ့ဟာကိုလုပ်ပေါ့နော်အဲ့ဒါပဲအမြဲတမ်းအဲ့လိုနားလည်မှုပြည်တယ်အဲ့လိုပဲကြားရပါတယ်အဲအကြံဉာဏ်တောင်းတဲ့ဟာမျိုးဆိုလို့ရှိရင်တော့သူတိကျစဉ်းစားပြီးပြီးတော့အဲ့လိုမျိုးဟိုဒီဘယ်လိုခေါ်မလဲဟိုအကူတယောက်လိုရောနောက်ပြီးတော့ဒီခင်မုန်းကောင်းတယောက်လိုရောအဲအကြံဉာဏ်ပေးရပေါ့နော်ဟုတ်အဖေကတော့တစ္ဆာဖောက်သွားတယ်လို့ပြောတာပေါ့အဖေကတော့သူဟို ကိုဒါဟိုအကိုကကိုအဟိုတကယ်ချစ်ပြီးတော့မမြတ်တာရှိရဲ့နားလဲပြီးရဲ့ပြီးတော့အဲ့လိုမျိုးဟိုသူ့လောက်ကိုဂယူးဆိုင်တယ်ဆိုတာကိုမြင်တော့ကြတော့အဖေကတော့ဟိုဝမ်းသာပါပဲမဲ့ဟိုသူ့သမီးလေးကိုပေးရတော့ကြတော့သူကတခါလေးကြာရင်ခိုးမူတာလေးရောရှိအောင်ပေါ့ဟွန်းမင်္ဂလာပွဲအတွက်ကကြတော့ညီမဟွာ ီဟိုအင်ကြီးတွေပါတယ်အခုကတော့ရှုပ်ချက်တွေခတ်နေတာပေါ့နော်ရှုပ်ချက်တွေခတ်ပြီးတော့ဟိုဖိတ်စာတွေလိုက်ဖိတ်တဲ့ဟာတွေလုပ်နေတာပေါ့နော်ဟိုအင်ကြီးဒီဇိုင်နာကတော့အဲမန်းမညာဒီဇိုင်နာကိုမျိုးမင်းဆိုတာစပွန်ဆာပေးထားတယ်ပေါ့နော် jewelry ကတော့ဒီသင်းရတနာနေပြီးတော့အဲ jewelry ကိုစပွန်ဆာပေးထားတယ်ပြီးတော့ ဒီ TY တွေကတော့ကိုအောင်သူတို့ lucky hand ပေါ့နော်အဲပြီးလို့ရှင်အရန်နေရညီမရဲ့ဒီဤနုပညာအဲမောင်နှမကြီးပဲအရန်နေလောက်ပြီးမှာပေါ့ဟုတ်တတွဲရငိမ့်တော်နေယူတနာတင်နောက်တတွဲရကြောင်းအလင်းရောင်နဲ့ဆန်ရည်ဒီမုံမြင်မှာဟုတ် အာအရန်အရန်ခင်တာဗောနော်အရန်ခင်တယ်ဆိုတော့ယူနေရတော့ဟိုးရင်ငငယ်တွေကဒီညီမတို့နှုပညာသူနဲ့ကိုနဲ့ကလည်းဟိုနှုပညာသက်တမ်းအဲစပြီးတော့ဝင်တဲ့အချိန်ကလည်းတိတ်မကွာဘူးဆိုတော့အဲ့ကလေးကဟိုအကယ်မီပြီးပွဲတွေပါသွားရပါညာဆိုတော့သူနဲ့ကိုနဲ့မိတ်ကတူတူလိမ့်ပါညာနဲ့ပြီးတော့တငယ်ချင်းလိုဟိုဖြစ်နေရဗောနော်အာယူနေကြတော့အရန်ခင်နောက်ပိုင်းကျတော့လည်းဒီ ဟိုတဲတဲရုနဲ့အပြင်ဒီပါးသွားရရနေပြီးရောတဲတဲရုနဲ့လည်းခင်တော့အရင်တော့လည်းဟိုအနုပညာလုပ်တွေလည်းတူတူလုပ်ဖို့ရယ်ဆိုတော့ဗောနော်အော်သူတို့ဝင်နေတော့ဟိုမောင်နှမလို့ဖြစ်နေပြီဟုတ်အရင်ကတော့သူနဲ့ကိုနေက Facebook account ထဲမှာဟိုးအရင်ကကကို Facebook စသုံးနေက friend ဆိုတော့ကြတော့နည်းနည်းပါးပါးတော့တည်ရပါတော့เนาะဟိုဟိုစိတ်ကြောင်းကလည်းဖြစ်တယ်ဆိုတော့ကြတော့တည်ရတော့တည်ရပေါ့ အဲတချို့ဟာလေးကြောင့်သူကြည့်ဘူးရဲ့ MTV လေးရှိဆိုမကြည့်ဘူးရဲ့ MTV လေးရှိရောကြာအဲဟိုတွဲတဲ့အချိန်ကျတော့တပုတ်ပြီးတပုတ်ကြည့်ခိုင်းတာအာပရိသတ်ကြီးကဟိုဝမ်းတာပေးရဲအဲတချို့ဟိုဂုံယူရဲအဲ့လိုမျိုးဟိုစာလေးပို့ရဲတချို့ကြတော့လည်းအဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲအဲချစ်လို့မဝသေးဘူးနှမျောရဲလို့ပြောရပါတော့နော်အဲနှမျောပဲမယ်လည်းလက်လွတ်ပေးလိုက်ပါတော့လို့အသက်လည်း34နှစ်ပြည့်နေပါပြီတဲ့ဟုတ်ကျေးဇူးပါ thank you